ရာမန်းတင်ဒုတိယရွယ်စာအုပ်မှာသူတို့နှင့်ကျွန်တော်တို့အမည်ရတဲ့အကြောင်းအရာလေးကို အပြပေးမှာဖြစ်ပါတယ်။အခန်း1မိုးညိုကိုမြို့ဟုခေါ်တော်လဲကိုလိုနီခေတ်တိတိရှာတို့ထုတ်ပြန်ထားသောဥပဒေအရမြို့မဟုတ်ပေ။ရွာကြီးမြသာသည်မြူနစ်စပယ်အုပ်ချုပ်ရေးခေါ်စီပင်သားရာရေးအဖွဲ့ဟူ၍မရှိ။မြို့ဤစေမြို့တန့်ရှင်ရေးစသည်များကို အရေးပိုင်အုပ်ချုပ်ရေးမှုအဖြစ်တာဝန်ယူဆောင်ရွက်သော District Council ကစီမံခန့်ခွဲတယ်။မြို့ပေါ်တွင်ရုံးဆိုင်ကတာဝန်ထမ်းဆောင်နေကြတဲ့ဝန်ထမ်းဥယေလည်းမများလား။မြို့ပိုင်ဟာယာဒူးအားဖြင့်၎င်း၊ဂုံထွက်အားဖြင့်၎င်းမြို့နယ်တစ်ခုလုံးတွင် အကြီးဆုံးဖြစ်သည်ဟု ဆိုရပေမယ်။သူ့ရုံးတွင်စည်ရေးဝန်ထမ်း၄ဦးရှိတယ်။ရုံးအုပ်စည်ရေးကြီးတဦးသာလျှင် အထက်တန်းစည်ရေးဖြစ်၍ ကျန်ဝင်တန်းများမှာ အောက်တန်းစည်ရေးများသာဖြစ်ကြလေတယ်။တရေကြီးဟာ အခွန်ကောက်ခံရေးနဲ့ပတ်သက်တဲ့ကိစ္စများကိုဆောင်ရွက်ရတယ်။ဒုတိယစည်ရေးဟာတရားရေးအမှုတွဲများကို ထိန်းသိမ်းရတယ်။ရှေးဘက်စည်ရေးလို့လည်းခေါ်တယ်။သူဟာမြို့ပိုင်တောတော်လင်အတူလိုက်ပြီးအခွန်ကောက်ခံခြင်းတရားစစ်ဆေးခြင်းစိုက်ပျိုးစရိတ်ထိုခေတ်ကအမတော်ကြီးလို့ခေါ်တယ်။ထုတ်ချေးခြင်းပြန်လည်ကောက်ခံခြင်းအင်းခံဝင်များ ချုပ်ဆိုခြင်းစတဲ့လုပ်ငန်းများတွင်မြို့ပိုင်အားပူညီဆောင်ရွက်ပေးရတယ်။ခရီးသွားရာမှပြန်ရောက်လာတာနဲ့သက်ဆိုင်ရာအမှုတွဲများကိုတရင်အင်းများနဲ့အခွန်ငွေစသည်များကိုတိုင်ယာစည်ရီအားရှင်းလင်းအပ်နှံရတယ်။တတရစည်ရီမှာ အထွေထွေစည်ရီဖြစ်လေတယ်။အမည်နှင့်လိုက်ရောစွာအခြားသူများအားတာဝန်ပေးမထားသည့်အလုံမှန်သမျှကို သူလုပ်ရတယ်။ကျေးရွာတကြီးများကို အရေးယူတဲ့ကိစ္စတနက်လိုင်းစင်ကိစ္စကျွေးကောက်ပွဲကိစ္စဒီစထရိတ်ကောင်စီကိစ္စစသည်စသည်တို့ဖြစ်လေတယ်စရုပ်ထားမြောက်စရေးကငွေတိုက်စရေးဖြစ်တယ်မြို့ပိုင်ဟာငွေတိုက်ခွဲအရာရှိဤတာဝန်များကိုလည်းထမ်းဆောင်ရလေရာထိုစရေးဟာငွေတိုက်ခွဲသူလာရောက်သွင်းသောအစိုးရဗန္နာငွေများကို လက်ခံခြင်းသယင်းသွင်းခြင်း မှတ်သားခြင်းတာဝန်ယူထိန်းသိမ်းခြင်း စတဲ့တာဝန်များကိုငွေတိုက်ခွဲအရာရှိဖြစ်သူမျိုးပိုင်နဲ့ဥတွေထမ်းဆောင်ရလေတယ်။ငွေတိုက်ခန်းနဲ့ငွေသစ်တာများကိုတော့ကလောက်နှစ်ခုစီဖြစ်ခတ်ထားရာမျိုးပိုင်နဲ့စရေးဟာတော့တချောင်းစီကင်ထားရတယ်။နှစ်ဦးမစုံရင်ငွေတိုက်ခန်းကိုတော့၎င်းငွေသစ်တာများကိုတော့၎င်းမဖွင့်နိုင်။ကိုလိုနီအစိုးရဟာနေပိုင်မျိုးပိုင်ရုံးများကို ရုံးလက်ခွဲအမျိုးမျိုးဤစနစ်အထွေထွေကို ပြဋ္ဌာန်းပြီး တင်းကျက်စွာအုပ်ချုပ်ထားတယ်။ဘန္နာငွေများကိုလည်းအယိုအဖိတ်မရှိအောင်စီမံကုတ်ကဲထားတယ်။ဒီအထဲကပင်ဝန်နှန်းတို့ ဖောက်ပြန်မှုများကို မကြာခဏကြားရလေတယ်။ကျွန်တော်ဟာ အုပ်ချုပ်ရေးဘက်တွင်၎င်း၊တရားစီရင်ရေးဘက်တွင်၎င်း၊အခွန်ကောက်ခံရေးတွင်၎င်း၊အထွေကြုံနေသူ လူငယ်တဦးဖြစ်သည့်အလျောက်အချို့သောအရေးကိစ္စများတွင် ပိုင်ပိုင်နိုင်နိုင်မရှိလာပေ။စံတဝါဝါဖြစ်နေတတ်တယ်။ဒီလိုအခါမျိုးမှာ ဥပဒေတွေလက်ဆွဲစာအုပ်တွေညွှန်ကြားချက်တွေအစဉ်အလာတွေဖြတ်ထုံးတွေကို ရှာ၍ဖတ်ရသည်မှာအမောဒီလိုအကိုအကားတွေကလည်းမိုးညိုလိုနေရာမျိုးမှာဘဲမာလင်းဆုံဆုံလင်းလင်းရှာလို့ရနိုင်ပါအံ့နီဒီလိုဆိုတော့လေမိမိရဲ့ညံတမိုက်တထွာကလေးကိုအသုံးပြုကယထာဘူတကြကြစူးစားစဉ်းစားပြီးရဲရဲတင်းတင်းမင် ဆုံးဖြတ်ရလေတော့လေတခါတရံတွင်လည်း ဝါရင်အရာရှိကြီးများ၏အကြံဉာဏ်ကိုရယူတယ်။တို့ရတွင် သူတို့ပေးတဲ့အကြံဉာဏ်များဟာအခါခတ်သိမ်းကောင်းလာသည်မဟုတ်စေတနာကောင်းနဲ့ပေးတဲ့အကြံဉာဏ်ဖြစ်ပါတယ်လို့ဆိုတော်လဲ။ကြောက်ပေါက်သို့တွန်းပို့သလိုဖြစ်နေတတ်လေတယ်။မြို့ပိုင်ရုံးတွင်စည်ရေးများအပြင်ဂျုံလူလင်တဦးနှင့်ငွေတိုက်ခွဲအတွက်ငွေရည်သူတဦးလည်းရှိလေတယ်။မိုးညိုတွင်တရမတရားသူကြီးမရှိ။ဤမြို့နယ်မှာ တယမမှုများကို ကြီးကုန်းတွင်ယုံထိုင်သောတယမတရားသူကြီးကစစ်ဆေးလေတယ်။သို့ရာတွင်ပြီးလက်စရေးကြီး၏လုပ်ငန်းဆောင်တာများကိုမူမြို့ပိုင်းယုံစရေးကြီးအားလွှဲအပ်ထားလေတယ်။ထိုတာဝန်နှင့်ဝတရားများသည်ခရိုင်ဆက်ရှင်တရားသူကြီး၏စီမံခန့်ခွဲမှုအောက်တွင်ရှိလေတယ်။ထို့ကြောင့်မြို့ပိုင်းယုံစရေးကြီးဟာအထွေထွေ အုပ်ချုပ်ရေးဆိုင်ရာယုံများ၏ညွန်ကြားချက်များကိုလိုက်နာရသည်သာမကား ဣလိစီရေးကြီးအနေဖြင့်လဲခရိုင်တယမနှင့်ဆက်ရှင်ယုံဤညွှန်ကြားချက်များကိုလည်းလိုက်နာရလေတယ်။မြို့နယ်တယမတရားသူကြီးဟာဗိလိစီရေးကြီးအထက်မှအောက်ချုပ်သူအရာရှိဖြစ်ရပေမယ်။တို့ရတွင်မိုးညိုတွင်တယမတရားသူကြီးမရှိသည့်အလျောက်မြို့ပိုင်ကိုဗိလိစီရေးကြီးအားအောက်ချုပ်ရန်တာဝန်ကိုလွှဲအပ်ထားလေတယ်။ပိုလိုနီအစိုးရဟာတိုင်းရင်းသားအရာရှိငယ်များအားလာခရိတ်ခါမဖြစ်စလောက်ပေးကား အစမတန်လုပ်ငန်းပေါင်းစုံကိုအာမနာတန်ခိုင်းထားလေတယ်။တိုင်းရင်းသားအရာရှိတွေကလည်းပေးသမျှအလုပ်တွေကိုမငီးမညူပျော်ရွှင်စွာလုပ်ကင်ကြလေတယ်။တာဝန်တွေ တပုံကြီးပေး၍များများခိုင်းလေလေအာနာတွေများများရလေလေလို့ယူဆကာကျေနပ်နေကြလေတယ်။ရှိသမျှအာနာကိုအသုံးပြု၍ပိုဝင်ဝေရအောင်ဖန်တီးသူတွေလည်းအများပင်ဒီလီစီကြီးဤလက်အောက်တွင်တမန်ပြတာခေါ် ပြီးသွားစာပို့လို့လင်ရှစ်ဦးရှိလေသူတို့ဟာတရားရုံးမှစင့်စာများတာမကမြို့ပိုင်ရုံးမှအခွန်ကိစ္စအထွေထွေကိစ္စများနဲ့ပတ်သက်တဲ့စင့်စာများအမိန့်ကြော်ညာစာများကိုလည်းသက်ဆိုင်ရာပုဂ္ဂိုလ်များအားတွားရောက်ပေးရခြင်းအများပြည်သူတို့ညင်နိုင်ဖက်နိုင်သောနေရာများတွင်ကတ်ခြင်းစတဲ့လုပ်ငန်းများကို လုပ်ကင်ကြရလေတယ်တကယ်လုပ်ကင်မဲဆိုရင် သူတို့ရဲ့တာဝန်ကမသေးငယ်လား လမ်းမဆက်သွယ်ရေးခတ်တဲ့အရက်ဒေသများရှိကျွာသိန်းရွာငယ်များအထိသွားကြရတယ်။နေပူမိုးရွာမရှောင်းဖိအီးထွက်ကြရတယ်။ဂျုံတို့ပြန်ရောက်လာရင်မိမိတာဝန်ကြရာအလုပ်ကိုမှန်ကန်ကြေပွန်စွာဆောင်ရွက်ခဲ့ပါတယ်ဆိုတဲ့အကြောင်းကိုဘီလီစီရေးကြီးထံတွင် ကြမ်းကင်၍ထွက်ဆိုရတယ်။သို့ရာတွင်ဤသို့ချမှတ်ထားသောစီကန်နီလန်အတိုင်းလိုက်နာဆောင်ရွက်သူက ရှာမှရှာပင်သွားရောက်ပေးရမယ်တင့်စား ကျောညာစာစသည်များကိုမြို့သို့ရောက်လာတက်ကြတဲ့လူကြုံဆောင်ကပါတက်ကြတယ်။တခါတရံလဲမိမိသွားရောက်ပါလျက်သက်ဆိုင်သူအားမတွေ့ဟုဆိုကတင့်စာကိုဂျုံသို့ပြန်အပ်ပြီးဖီးစရိတ်နေအတွက်များကို ထုတ်ယူကြလေတယ်။အချို့သောအမှုတွေများကလည်းဂျုံသို့မလာရောက်လို့သောကြောင့်စင့်စာကိုလက်မှတ်ထိုးမယူဘဲမိမိအားရှာမတွေ့ဟုဂျေးသားတင်ပြပါမိအကြောင်း ခီးသွားစာပို့လူလင်ကိုလက်ထိုးကပြန်လွတ်တက်ကြတယ်။တခါတရံလဲအတိုက်အခံအမှုတွေကတဖက်အမှုတွေရုံးတို့မလာရောက်လို့၍ရှောင်းနေသည်ဟုသိလင် သူ့ကိုပဲကတ်ရပြန်လေတယ်။တဖက်အမှုတွေကိုဖြစ်စေအရေးကြီးတဲ့တပ်တွေကိုဖြစ်စေမတွေ့တွေ့အောင်ရှာပြီးတမန်စာချပေးပါမည်အကြောင်းပါဆိုရတယ်။ဒီလိုဆိုတော့လေခီးသွားစာပို့လူလင်အဖို့လက်သက်ပကလေးရွှင်ပြန်ပြီပေါ့။ ခရီးထွက်ရသူနဲ့ပြီပေါ့မျိုးပိုင်းနဲ့အနီးဆက်ဆုံးရုံတရုံမှာမြေစရင်ရုံဖြစ်လေတယ်မိုးညိုတွင်မြေစရင်အက်စပါတော် UCP မြေတိုင်းစရေး6ဦးခန့်ရှိမြေစရင်အဖွဲ့တစ်ခုရှိတယ်ထိုစဉ်ကဂျုံအဆောက်အုံမရှိသဖြင့်ကို့အိမ်မှာပင်ကိုအလုလုကြရတယ်သူတို့ရဲ့အဓိကတာဝန်မှာမြေကွန်ကောက်ခံရေးအတွက်ပြည်စာလက်မှတ်များရေးသားရန် ဖြစ်လေတယ်ကိုလိုနီခေတ်အစိုးရဟာ လဲမြေ၊ကိုင်းမြေ၊ရာမြေ၊ချမ်းမြေ၊မြို့ရင်းမြေများပေါ်တစ်စစ်ပေါက်ပေါက်တီးကျက်သည် ကောက်ခံသည်မြေစိရင်ဌာနဟာမြေကုန်အပြည့်အဝစီးကျက်ရေးကို လုံးဝတာဝန်ယူ၍စောင့်ရွက်ပေးရလေတယ်လဲဝင်ရုံးဟာ ခရိုင်အဆင့်အရာရှိကြီးများ၏ယုံဖြစ်တော်လဲအရေးပိုင်း၏လက်အောက်ခံယုံသာလျင်ဖြစ်ပေတယ်ထို့ကြောင့်မြို့ပိုင်းနှင့်မြေစိရင်အဖွဲ့ဝင်တို့ဟာရင်းနှီးကြလေတယ်မြို့ပိုင်းဟာ အခွန်ကောက်ခံခြင်း အခွန်လျှော့ပေါ်ရေးအတွက်လေပြက်များကိုစစ်ဆေးရခြင်းလက်ရှိလေယာဉ်မြေများအနေအထားနှင့်စည်ရင်အင်းမြေပုံများမှန်ကန်ခြင်းရှိမရှိပွင့်စင်းစစ်ဆေးရခြင်းကျွဲနွားစကြက်များသတ်မှတ်ထားသည့်အတိုင်းရှိမရှိ ဝင်ရောက်ကျူးကျော်ကစိုက်ပျိုးနေကြသလားလူနေအိမ်ကြီးများစောင့်နေကြသလားစသည်များကိုစစ်ဆေးခြင်းအလုပ်များသည့်မြို့ပိုင်၏တာဝန်ဝတ္တရားများတွင်ပါဝင်လေသည် ထိုလုပ်ငန်းများသည်မြေစရင်ဌာနအလုပ်များနှင့်ဆက်စပ်နေလေတယ်။ထို့ကြောင့်မြို့ပိုင်သည်အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ရန်ခရီးထွက်လျင်သက်ဆိုင်ရာအခွန်မြေတိုင်းစရီးဟာမြေပုံလိပ်ကြီးများကိုယူဆောင်ကာသူနှင့်အတူလိုက်ပါလာကြလေတယ်။လေယာဉ်မြေများကို၎င်း၊ကျွဲနွားစကြက်များကို၎င်း၊ကွင်းစင်စစ်ဆေးသောအခါတွေ့ရှိချက်များကိုသတ်မှတ်ထားသော ပုံစံတွင်ထည့်သွင်းရေးမှတ်ပြီးလျင်သက်ဆိုင်ရာသို့ ပေးပို့ရလေတယ်။မြို့နယ်ရှိမြေစရင်ဝန်တန်းများဟာအခွန်စည်းကြံရန်အတွက်တီးနှံချိန်များတွင်ပွင့်စင်မှတ်သားကြရလေတယ်။သူတို့တာဝန်ကြည့်အောင်ဆောင်ရွက်သလောက် လေယာမြေကုန်များကိုစိတ်ဆက်သေးချာစွာတီးကြံနိုင်ပေမယ့်တို့ရာတွင် အချို့သောဝန်တန်းများဟာပွင့်နေသို့အရောက်မသွားကြတော့ပဲသကြီးအိမ်တွင် ထိုင်ကစားရင်တောက်ရင် တောင်သူလေသမားများကိုခေါ်ယူတွေ့ဆုံမေးမြန်းခြင်းဖြင့် ွင်းစင်းသည့်ကိစ္စကိုဆောင်ရွက်တတ်ကြတယ်။ထို့ကြောင့်အခွန်စည်းချက်မှုသည်၎င်းတရင်မြေပုံမှန်ကန်ရေးသည်၎င်းချုပ်ရင်းချက်တွေရှိတတ်လေတယ်။ရင်းကဲ့သို့မှားယွင်းချွတ်ချော်မှုများရှိခဲ့လျင်ပြုပြင်ထိမ့်သိမ်းရန်အလို့ငှာမြို့ပိုင်မှအစနေပိုင်အရေးပိုင်များကိုပါကွင်းစင်းစစ်ဆေးရန်တာဝန်သတ်မှတ်ပေးထားခြင်းဖြစ်လေတယ်။ထို့ရာတွင်ပုဂ္ဂိုလ်တွေကလည်းတာဝန်ကြီးအောင်ဆောင်ရွက်ကြသလိုဆောင်ရွက်နိုင်ကြသလို အရေးပိုင်လိုပုံကိုမျိုးတော်မပြောတတ်ကိုသိခါကိုထိန်းသောအဖြစ်အမှန်တကယ်ကွင်းစင်းစစ်ဆေးပြီးမှစစ်ဆေးတွေ့ရှိချက်များကိုရေးကောင်းရေးပေးလိမ့်မယ်။နေပိုင်မြို့ဝိုင်းများအနက်အချို့ဒီကကွင်းထဲမရောက်ပဲရောက်တရံပြုကသပွဲပေါ်တွင် ထိုင်လျက်သားမြေတိုင်းစေးဖြည့်သွင်းပေးတဲ့ပုံစံပေါ်တွင်လက်မှတ်ထိုးလိုက်တတ်ကြလေတယ်။မြို့ပိုင်ဟာတစ်နှစ်လျင်ကွင်းဗနကွင်းနွားစက်ချက်မြေမြ စစ်ဆေးရမည်ဟုမြေစင်းလက်ဆွဲတွင်သတ်မှတ်ထားရာထိုညွန်ကြားချက်အတိုင်းလိုက်နာကြရပေမည်။ထို့ရာတွင်လက်တွေ့အားဖြင့်အမှန်တကယ်မလိုက်နာကြမလိုက်နာနိုင်ကြအခြားအလုပ်တွေများလွန်း၍လည်းဖြစ်နိုင်တယ်။ထိုလုပ်ငန်းကိုတနည်းတကျလိုက်နာလုပ်ကင်ကြလျင်မြေပုံမြေစင်းနှင့်မြေကြီးကိုက်ညီမှန်ကန်မှုကိုအထူးပင်အထောက်အကူပြုမှာဖြစ်လေတယ်။ခန်းနှင့်ကျွန်တော်ဟာ ကွင်းစင်းရာသီတွင်တွဲနွားစကြက်များနှင့်ကွင်းများကိုစနစ်တကျစစ်ဆေးရန်ရည်ရွယ်ထားတယ်။အထက်ရုံးမှလည်းထိုနှစ်အတွက်ကျွန်တော်ထံမှစစ်ဆေးချက်များမရရှိသေးသဖြင့်နှိုးစော်စားများမကြာခဏပိုပေးလျက်ရှိတယ်။အခြားလုပ်ငန်းတွေပြီနေသဖြင့်ကွင်းစင်းစစ်ဆေးခြင်းကို ရုတ်တရက်မပြုတ်လုံနိုင်ပဲကြန့်ကြာနေခြင်းဖြစ်လေတယ်။မကြာခဏနှိုးစော်ခြင်းခံနေရသောအခါစိတ်ရှုပ်ရပြန်တယ် နေတိုင်းစရေးပေးတာလက်မှတ်ထိုးပြီးပို့လိုက်ရင် ပြီးတာပဲဗျာလို့မိတ်ဆွေများကအကြံပြုကြတယ်။ကျွန်တော်ကဤတို့ဝိကြည်တန်းကြီးမပြုတ်လို့လို့ပွင်များနှင့်စကြက်များကို စနစ်တကျစစ်ဆေးလိုတယ်။လေယာမြေစကြက်မြေတို့ဤအခြေအနေမှန်များကိုလည်းသိလိုတယ်။လေလာမှတ်သားလိုတယ်။ထို့ကြောင့်မြေစရင်အစ်ပါတော်နဲ့သွေးနွေးတိုင်ပင်ပြီးစီမံချက်ချထားလေတယ်။အောက်ဘက်တွင်ထိန်တော်ကိုဗဟုပြု၍ ကွင်းနှင့်စကြက်များကိုစစ်ဆေးတယ်။အထက်ဘက်တွင် ရေကင်းနှင့်စင်မနိုင်ရွာများတွင်သခန်းချ၍ကွင်းနှင့်စကြက်များကိုစစ်ဆေးရန်ဖြစ်လေတယ်။ကျွန်တော်ခရီးထွက်လျင်လိုက်ပါလိရှိသောဝန်ထမ်းများကိုလည်းအကြောင်းကြားထားပြီးဖြစ်လေတယ်။အမဲလိုလိုကျွန်တော်နဲ့အတူလိုက်ပါတတ်သူမှာပလိပတ်မှ CPO ခေါ်ဂျုံအမှုလိုက်ဦးတင်အောင်ဆိုသူဖြစ်တယ်။သူ့ကိုစွဲချဟုလည်းခေါ်ကြတယ်။ကျွန်တော်ဟာပြစ်မှုအသေးပွဲများကို စ်စေးရန်ရှိပါက ခရီးသွားရင် ရောက်ရာကျေးရွာများတွင်ဂျုံထိုင်၍စစ်စေးလေးရှိတယ်။တရခန်းတရလိုများနေတကွသတ်တည်များပါဝေးလံသောမိုးညုံမျိုးတို့လာရောက်ရတဲ့ဒုက္ခမှာပင်ဝေးစေလိုရဖြစ်ပါတယ်။အမှုစစ်စေးမယ်ဆိုတော့ဂျုံအမှုလိုက်သည်ပါရစမြဲ။ကျွန်တော်ခရီးထွက်ရာတွင် လိုက်ပါတက်သည့်နောက်တအူးမှာရင်မျိုးအုပ်ဥတင်မောင်ညွန့်ဆိုသူဖြစ်တယ်။သူ့ကို ဘိန်းမျိုးအုပ်ဟုလည်းခေါ်ကြတယ်။ရှေးရခင်ကကိုလိုနီအစိုးရသည်မှတ်ပုံတင်ထားသောဘိန်းစားများအားဘိန်းများရောင်းချပေးလေရှိတယ်။ဘိန်းမျိုးအုပ်ဟာဘိန်းဆိုင်တိုင်းအဖြစ်ဖြင့်ဘိန်းများကိုသတ်မှတ်ထားတဲ့အလေးချိန်အတိုင်းဘိန်းစားများကိုရောင်းချပေးလေရှိတယ်။သူ့ရဲ့ယာရုအမိမှန်မှာဆိုင်ထိုင်ရင်မျိုးအရာရှိဖြစ်တယ်။ကျွန်တော်မိုးညိုတို့ရောက်တဲ့အချိန်မှာအစိုးရကဘိန်းရောင်းချတဲ့အလုပ်ကိုမလုပ်တော့ချေ။တို့ရရင် မိုးညိုမျိုးပေါ်နဲ့တကွာကျေးရွာများအနှံ့တွင်ဘိမ့်မုံစားတွေအများပင်ရှိနေတယ်။ဘိမ့်မျိုးအုပ်ဟာကျွန်တော်နဲ့အတူလိုက်ပါ၍ဘိမ့်များကို၎င်းအရက်ချက်သူများကို၎င်းဖန်စီပြီးလင် ရောက်ရာအရက်တွင်သက်ဆိုင်ရာ ဥပဒေများဖြင့်ကျွန်တော်ယုံတွင် တရားစွဲဆိုတင်ပြတတ်လေတယ်။တရားခံများကလည်းအပြစ်မရှိပါဟုထုချေလင်သက်သေးများကိုစစ်ဆေးရန် နောက်ထပ်ချင်းဆိုရမယ်။ဖျီးဝေးလာသောမိုးညိုတို့ လာရောက်ရမှာဖြစ်တယ်။ငွေကုံလူပန်းဖြစ်မယ်။ထို့ကြောင့်အမှုမြန်မြန်ပြီးပြည့်ရန်အပြစ်ကိုဝန်ခံကြခြင်းဖြစ်တယ်။သူတို့ကျူးလွန်ထားတဲ့အပြစ်ကလည်းအမှန်များသာဖြစ်ကြလေတယ်။တရားသူကြီးအဖြစ်ဆောင်ရွက်ရသောကျွန်တော်ဟာတရားခံအားဒဏ်ငွေတက်ရိုက်ပြီးရေမျိုးအုပ်ဖမ်းဆီးလာသောသက်သေးကံပစ္စည်းများဖြစ်တဲ့ဘိန်းပြောင်းများ၊ကုန်းပုံများ၊မီးခွက်များအရက်အိုးများကိုဖျက်ဆီးစေတယ် အရက်ချက်တော်အမှုများနဲ့ပတ်သက်၍လဲဒိန်ရီအိုပေါင်အိုဒဲအိုချက်ပြီးသားအရက်ပလင်းများကိုဖြတ်စည်းစေဟု အမိန်ချမှတ်ပြီးတရခန်ကိုဒံငွေတက်ရိုက်ရလေဒီလိုအမှုများတွင်တရခန်များဟာခတ်သွက်သွက်ဝန်ခံတတ်ကြတယ်မြန်မြန်အမှုပြီးလင်မြန်မြန်အရက်ချက်နိုင်သည် မဟုတ်လားအချို့ပစ္စည်းများကိုဖြတ်စည်းသည်ဟုမှတ်တမ်းတင်ကအမှုတမ်းများက ူတို့ဤအိမ်တွင်အသုံးပြုရန်ယူသွားသည်များလည်းရှိလေသည်။အရက်များကိုလည်းဖြက်စီးသည်ဟုမှတ်တမ်းတင်ပြီးမြို့ပိုင်နောက်တွင်ပါလာသူများညနေဆောင်တွင် ဝိုင်းဖွဲ့တောက်တက်ကြသည်။ကျွန်တော်သည်ရေကင်းတွင် စတဲ့ချကလောက်ကင်စရာရှိသည်များကိုလောက်ကင်လျက်ရှိသည်။ပွင်းနှင့်နွားစကြက်များကိုစစ်ဆေးပြီးပြီးအမှုတွေလည်းစစ်ပြီးပြီးစိုက်ပျိုးစရိတ်များကိုလည်းထုတ်ချေးခဲ့ပြီးနောက်တစ်နေ့ဆိုရင် စေမနိုင်တို့ကူးတော်မယ်ထိုရွာတွင် သုံးညအိတ်လောက်နေပြီးလုံမှ လုပ်ငန်းတွေပြီးလိမ့်မယ်တို့ရွာတွင် ခရီးမဆက်နိုင်ခဲ့ဘကိုးတိုင်းမင်းကြီးမစ္စတာရစ်ချတ်မိုးညိုတို့လာမည်ဆို၍လှည့်ပြန်ခဲ့ရလေတယ်ခန်းသုံးနက်နက်စောစောတွင် မိုးညိုစိတ်ကမ်းမှအေယော်ရီမြစ်ကို မော်တော်ရေရင်ဖြင့်စုံလာခဲ့တယ်မြို့နယ်အတွင်းသွားလာရေးခက်ခဲလာသောကြောင့်အတန်တန်တောင်းဆိုခဲ့သဖြင့်ရရှိထားတဲ့ အစိုးရမော်တော်ယာဉ်ဖြစ်တယ်။ကျွန်တော်မြစ်ကိုစုံစင်းလာခြင်းမှာမိုးညိုသို့လာရောက်မည်ဖြစ်တဲ့ဘဂိုးတိုင်းမင်းကြီးမစ္စတာရစ်ချက်ကိုတွားရောက်ကြိုဆိုရန်ဖြစ်တယ်။သစ်ပင်ကြီးများအုပ်ဆိုင်လျက်ရှိသောမြစ်ကမ်းဝဲယာမှရွာကြီးများကိုတရိပ်ရိပ်ကျော်လွန်လာခဲ့တယ်။မစ္စတာရစ်ချက်နဲ့ကျွန်တော်သူ့တိုင်းမင်းကြီးအဖြစ်ပြောင်းရွှေ့သွားကြတဲ့ကတခါမှမတွေ့ရသေး။သို့တော့စာချင်းတော့တူးနဲ့တူးအဆက်အသွယ်ရှိကြတယ်။ အလုံးနဲ့ပတ်သက်၍မဟုတ်ဘဲစာအကြောင်းပေအကြောင်းမိษွေတင်ကဟများအကြောင်းစသည်များကို အပြန်အလှန်ရေးသားကြပါလေ။သူဟာမိုးညုံမှအသက်80ကျော်80ခန့်ဦးအောင်တင်အမည်ရှိသောအဖိုးကြီးတဦးကိုလေးစားခင်မင်းနေ။မိုးညိုတို့ရောက်တိုင်းဦးအောင်တင်ခြံထဲသို့သွားရောက်တတ်တယ်။ဦးအောင်တင်ပြောတဲ့ရှေးဟောင်းနှောင်းပြင်းများကိုနားထောင်နေ။ဦးအောင်တင်ခြံမှထွက်သောကျွဲကောသီးကို သူ့အလွန်နှစ်သက်တယ်။ယခုမစ္စတာရစ်ချက်မိုးညိုတိုလာခြင်းဟာကျွန်တော်အဖို့ကောင်းတော့လာခြင်းဟုတ်ပါလေစားလို့တလန်လုံးတွေးတော်လာမိတယ်။မိုးညိုနဲ့ရေကင်းပလိတ်တို့ပေါင်းပြီးကျွန်တော်အားတိုင်ကြားကြပြန်ပြီဟူသောသတင်းတဲ့တဲ့ကိုကြားနေပါတယ်။တာယာဝရီကဗျာအေးပိုင်းကလည်းကဗျာရာဇဝတ်ဝင်ကို အားနာပြီးကျွန်တော်ဘက်ကခိုင်ခိုင်မာမာမရက်ခဲ့ဟုလဲနေရာရှိလောကတွင် တိုးတိုးပြောဆိုနေကြတယ်။ထို့ကြောင့် ဘကိုးတိုင်းမင်းကြီးကိုတိုင်လာပြီးစုံစမ်းခြင်းဖြစ်တယ်။အပြစ်တွေ့ရင်သခင်မျိုးပိုင်ပြုတ်ကြတော်မူဟုသတင်းဖြစ်နေတယ်။တာရဝဘတ်မှနှလုံးပြူတနက်ကိုကင်ငါလျှောက်လာတော့မစ္စတာရစ်ချတ်ဟာအိုင်တလုတ်ရွာအနီးတွင် ကျွန်တော်နဲ့စုံတယ်။မော်တော်ကိုပြန်လှည့်ခုံမောင်းစီပြီးပြင်းကရိုကုန်းမှ အဆောင်ခိုင်းလိုက်တယ်။ကျွန်တော်တို့နှစ်ဦးဂျီကာရာကြီးပေါ်တွင်လျှောက်လာကြတယ်။ကျုပ်လမ်းကစနိုက်၄-၅កောင်ပြစ်လို့ရခဲ့တယ်လို့ မစ္စတာရစ်ချက်ကပြောတယ်အလုပ်အကြောင်းဘာမှမပြောဘာမှလည်းမမေးမိုးညိုမှ သူ့မိတ်ဆွေများအကြောင်းကိုသာမေးတယ်ပြင်ကလေးကဘိုးယုံတွင် နနက်စာစားတယ်ကျွန်တော်ကိုလည်းကြွေးတယ်သူပြစ်လာတဲ့စနိုက်များကို သူ့ထမင်းချက်ကချက်ချင်းကြော်ပေးတယ်အနီးအနားမှရောက်လာကြတဲ့တကြီးများကိုတွေ့ဆုံတယ်ထွေရလေးပါစကားပြောတယ်တကြီးမင်းကြွားမယ်အရင်ကလို အရက်ပုံးချက်သူတွေများသလားမစ္စတာရစ်ချက်က တကြီးတူကိုလှမ်းမေးလိုက်တယ်။ခုမရှိတော့ပါဘူး။တကြီးကဖြေတယ်။နွားခိုးတွေရော မရှိပါဘူး။အားလုံးသူတော်ကောင်းတွေဖြစ်ကုန်ပြီလားလို့မစ္စတာရစ်ချက်ကငော့လိုက်လေရာပွဲကြသွားလေ။ခဏကြာသောအခါတကြီးများကိုနှုတ်ဆက်ပြီးမိုးညိုသူခီးဆက်ခဲ့ကြတယ်။မော်တော်ပေါ်တွင် သူနဲ့ကျွန်တော်ထိုင်မိကြတာနဲ့နှစ်ကိုယ်ကြားမေခွန်းထုတ်လေတော့တယ်။ပလိမ့်နဲ့ဘာဖြစ်တယ်လဲ။ဘာမှမဖြစ်ပါဘူး။ ဘာမှမဖြစ်ဘူးဟုတ်လားတိုင်ထားလိုက်တာတွေကစုံလို့အများကြီးပဲဒါတော့စုံစမ်းကြည့်ပေါ့ကျွန်တော်မဟုတ်တာလောက်တာတွေ့ရင်ပေးတဲ့အဖြစ်ကိုခံရမှာပေါ့သခင်တွေနဲ့အပေါင်းအသင်းလုပ်နေသလားဒါတော့ခင်မင်နေတဲ့လူတွေပဲအချို့လဲတော်လှန်ရေးတုန်းကအတူတူလုပ်ခဲ့ကြတယ်မဟုတ်လားကျွန်တော်မျိုးပိုင်ဖြစ်တာနဲ့သူတို့နဲ့အခေါ်ပြောမလုပ်ရတော့ဘူးလားမှန်တယ်အခုအစိုးရအဖွဲ့ထဲမှာလဲအခင်တွေအများကြီးပါတာပဲလို့ မစ္စတာရစ်ချက်ကပြောပြီးပြုံးနေလေတယ်မြန်မာနိုင်ငံလဲမကြခင်လွတ်လည်ရရတော့မယ်လို့သူကဆိုတယ်ကျွန်တော်ကဘာမှမှတ်ချက်မပြုလွတ်လည်ရရပြီးရင်ဂျီတိရှဒနတဟာယအဖွဲအစည်းတွေနေမလားဘလို့ထင်တယ်လဲလို့မေးလိုက်တယ်သူထံမှညှော်လင့်မထားသောမေးခွန်းကြောင့်ကျွန်တော်အံ့အားသင့်တယ်လို့ဖြစ်သွားတယ်အဲ့ဒါတော့ကျွန်တော်လည်းမပြောတတ်ဘူးလို့သာဖြေလိုက်တယ်ခဏမျှငြိမ်နေပြန်တယ်စပွဲပေါ် ်ခွဲတင်ထားတဲ့ဥအောင်နှင်ချံမှကျွဲကောတီးစိတ်များကိုစားနေတယ်။အတော်ကောင်းတယ်။အခြားနေရာတွေမလဲရှိပါတယ်။ဒါတော့မကောင်းဘူး။ဥအောင်နှင်ချံကလေဟုတ်တယ်ကျုပ်သိပါတယ်။ခဏကြာတော့စကားဆက်ပြန်တယ်။ကျုပ်မေးတာတွေတော့မှန်မှန်ဖြေနော်။အမှန်တိမှမလုပ်ရမယ်ဆိုတာဆုံးဖြတ်နိုင်မယ်။မေးပါကျွန်တော်မှန်တဲ့အတိုင်းဖြေပါမယ်။ကျွန်တော်မလိမ်တတ်ပါဘူး။ရေခင်းဘက်ကပလိမ့်မင်းမတယောက်ကို ခေါ်သွားတယ်ဆိုတာဟုတ်လားထိုမေးခွန်းကိုကြားလိုက်ရသောအခါကျွန်တော်မျက်နှာတစ်ခုလုံးဥရှိန်သွားပါတယ်ဘာဘာပလိမ့်မင်းမကျွန်တော်ကဘာလို့ဖို့ခေါ်သွားရမှာလဲကျွန်တော်ကခက်ဆက်ဆက်သူ့ကိုပြန်မေးတယ်။သူကလည်းကျွန်တော်ကိုအကဲခတ်ကြည့်နေတယ်။ဘာလို့ဖို့ခေါ်ရဲဆိုတာတော့ကိုယ့်ဟာကိုသိမှာပေါ့။သူတို့ဆွဆွဲတာကတော့မိုးညိုမြို့ပိုင်ဟာ ပလိတ်တယောက်ကိုအမှုစဉ်ထောင်ချပြီးသူ့မိမကိုခေါ်သွားတယ်လို့ဆိုတာပဲဒီတော့မှကျွန်တော်တတိရတော့တယ်ကျွန်တော်ဇနီးကအိမ်ပေါ်တူးလိုချင်ပါသည် ဆိုတော့ကြောင့်ရေကင်းမှမိတ်ဆွေတူးဤဆက်သွယ်ပေးချက်အရာ အမျိုးသမီးတူးရရှိထားတယ်ကျွန်တော်တို့အိမ်ရောက်နေသည်မှာ၃လခန့်ရှိသေးတယ်ထိုအမျိုးသမီးမှာ ပလိတ်သားတူးနှင့်အိမ်အောင်ကြဘူးပြီးပွဲကွာနေသူ ဖြစ်တယ်သူ့ယောက်ျားဟောင်းပလိတ်သားမှာလွန်ခဲ့သော၅လလောက်က အမှုတစ်ခုနှင့်ပတ်သက်ပြီးကျွန်တော်ယုံမှထောင်နှံအပြစ်ပေးခဲ့တယ်။ထိုအမှုမဖြစ်မီကတည်းကသူတို့လင်မယားကွဲကွာနေပြီဖြစ်တယ်။ကျွန်တော်ကမစ္စတာရစ်ချက်အားအဖြစ်အပျက်အမှန်ကိုရှင်းလင်းပြောပြတယ်။ဒါအမှန်ပဲလားလို့သူကမေးတယ်။ဒီမိန်းကလေးကျွန်တော်အိမ်မှာရှိပါတယ်။ခမ ्या ကိုယ်တိုင်မေးကြည့်ခြင်းမေးကြည့်နိုင်ပါတယ်လို့ကျွန်တော်ကပြောလိုက်လေတယ်။မစ္စတာရစ်ချက်ဟာ မိုးညိုရင်တညအိပ်ပြီးမင်းလှဘက်မှလှည့်ပြန်သွားလေတယ်။ နောက်များမကြာမီ ရေခင်းနှင့်မိုးညိုမှ ပလိတ်များအပြောင်းအရွှေ့တွေဖြစ်ကုန်လေတယ်။ထိုရက်များအတော်တွင်းမှာပင်အရေးပိုင်ဥက္ကမောင်ဖြူဟာတာယာဝရီတို့တတရအချင်းပြောင်းရွှေ့ရောက်ရှိလာလေတယ်။ထို့ကြောင့်ကျွန်တော်အဖို့တအားတက်ရပြန်လေတယ်။ဆရာမန်းတင်ဤဒုတိယအရွယ်စာအုပ်မှာသူတို့နှင့်ကျွန်တော်လိုအမည်ရတဲ့အကြောင်းအရာလေးဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။